။လူရောင်ဆောင်လာတဲ့ဂျေနီရဲ့မင်္ဂလာဆောင်မှာတချင်းသွားဆိုပေးခဲ့တဲ့အမျိုးသမီး။ဒီဖြစ်ပျက်ကကိုဝင်းနိုင်ငံမှာအမှန်တကယ်ဖြစ်သွားခဲ့တာပါ။သူမရဲ့နာမည်ကတော့ Nora ။ဒါမှမဟုတ် Nora အထာကာကာလို့လည်းသိကြပါဗျ။သူမက1990ခုနှစ်တုန်းကကိုဝင်းနိုင်ငံရဲ့မင်္ဂလာဆောင်တွေမှာတချင်းဆိုတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ပါ။ပြီးတော့မင်္ဂလာဆောင်တချင်းဆိုတဲ့အဖွဲ့ရဲ့မှာ Nora ရုပ်အဖွဲ့ကနာမည်အကြီးဆုံးနဲ့ဈေးကြီးဆုံးနဲ့မှာပါဝင်ခဲ့ပါဗျ။အဲ့ဒီခေတ်တုန်းကအရက်မှာမင်္ဂလာပွဲတွေကိုအိမ်မှာပဲကျင်းပသည်ရှိရယ် ဒီဖြစ်ရက်ကတော့1969ခုနှစ်မှာဖြစ်ခဲ့ရာတရက်မှာ နော်ရာနဲ့သူ့ရဲ့အခွေသားတွေကအားလဲရဆိုတော့ကိုယ့်အိမ်မှာကိုအနားယူနေကြတယ်။အဲ့ဒီချိန်မှာအမျိုးသမီးတယောက်ကနော်ရာစီကိုဖုန်းဆက်လာတယ်။သူတို့သမီးရဲ့မင်္ဂလာဆောင်မှာတချင်းဆိုပေးဖို့နော်ရာရုပ်ဖွဲ့ကိုငှားကျင်တယ်။ဒါပေမဲ့နော်ရာကကိုယ့်ရဲ့ဆက်တည်များနေအကြောင်းအခုချိန်မှာသူတို့အခွေကအနားယူနေတယ်ဆိုပြီးပြောပြခဲ့တယ်။ဒါပေမဲ့အဲ့ဒီမိန်းမကနော်ရာကိုသူမပုံမှန်ယူနေကြစေတဲ့နှစ်ဆပုံပေးမယ်။တချင်းသာဆိုပေးပါတဲ့။ အစကတော့နော်ရာလည်းတွေ့ဝေသွားခဲ့တယ်။ပြီးတော့မှအခွက်သားတွေကိုအရင်မေးလိုက်အောင်မယ်ဆိုပြီးပြောလိုက်တယ်။အဲ့လိုနဲ့ဖုန်းချပြီးတော့ဒီအကြောင်းကိုသူ့ရဲ့တခြားအခွက်သားတွေစီကိုဖုန်းဆက်ပြောပြလိုက်တယ်။ပတ်စံဟာနှစ်ဆရမှာဆိုတော့အခွက်သားတွေကလည်းအဆင်ပြေတယ်။သွားဆိုကြမယ်တဲ့။အဲ့ဒါကြောင့်နော်ရာလည်းဒီမင်္ဂလာဆောင်အတွက်တချင်းဆိုပေးဖို့လက်ခံခဲ့ပါတယ်။မင်္ဂလာပွဲရဲ့လိပ်စာကတော့မြို့ပြမှာရှိတဲ့တော်တော်လေးခေါင်တန်းဆိုင်ကြီးမှာပါ။ဟိနာလည်းရရောက်တော့နော်ရာနဲ့သူမရဲ့အဖွဲ့ကအဲ့ဒီအင်ကြီးကြီးကိုရောက်သွားကြတယ်။အင်ကြီးကတော်တော်လေးခေါင်ပြီးတော့လူကြီးတိတ်ခဲ့ မျိုးမြင်တို့နေရာမျိုးမှာဆိုပေမဲ့နိုရာတို့ကသူတို့အရင်တုန်းကလည်းဒီလိုနေရာတွေမှာဖြောပြီးဘူးတော့အထူးစံတော့ဖြစ်မနေအဲ့ဒါကြောင့်သူတို့တွေကအိမ်ထဲကိုဝင်သွားပြီးတော့အင်ရှင်တွေကိုနှောက်ဆက်တယ်ညဆယ်နိုင်ထို့တော့သူတို့တွေကစပြီးဖြောပြီးကြတယ်ဆယ်နိုင်ဝဲလဲရောက်ရောအဲ့တဲ့တွေကတယောက်ပြီးတယောက်ရောက်လာကြတယ်ထူးဆန်းတာကဒီလိုတွေကဘယ်ရောက်ဘလို့ရောက်လာမှမသိဘဲနဲ့ဒီတွေကပေါ်လာတယ်လို့မျိုးဖြစ်နေခဲ့တာအဲ့ဒါကိုကြည့်ပြီးတော့နော်ရာတို့ကထူးဆန်းနေရတယ် ဒါပေမဲ့သူတို့တွေကရေအင်းကြီးကတော်တော်ကြီးပြီးတော့ဝင်ပေါက်တွေအများကြီးရှိတော့နေမှာပါဆိုပြီးတော့ဖြည့်တွေပေးခဲ့ကြတယ်။မင်းသားဘွဲတက်တဲ့ဧည့်သည်တွေကလည်းတော်တော်အများတာနော်ရာနဲ့သူ့ရဲ့အဖွဲ့သားတွေကရောက်လာတဲ့ဧည့်သည်တွေရဲ့ပုံစံတွေအကုန်လုံးကိုတွေ့နေရတယ်။ထူးဆန်းတာကသူတို့ရဲ့ပုံစံကပါမယ်လူတွေနဲ့မတူသူတို့ရဲ့လှုပ်ရှားမှုတွေကနှေးကွေးနေပြီးတော့ငွေဆောင်လာတာကိုတယောက်မှအရေပြောမရှိဘူး။ အဲ့တော့မှတခုခုမှားနေပြီဆိုတော့နော်ဒါတို့ကသတိထားမိသွားကြတယ်။အဲ့နယ်ချိုကတော့သူတို့ဖြော်ပြနေတဲ့နေရာနားထီလာပြီးကိုနှုတ်ဆက်ခဲ့ကြတယ်။အဲ့ဒီနေရာမှာသူတို့ရဲ့အသားနဲ့ရုတ်တရက်ထိမိသွားတဲ့အချိန်ဒီလူတွေရဲ့အသားကြီးကတော်တော်လေးပူပြီးတော့မာနေရာကိုခံစားမိသွားတယ်။နော်ရာကတော့အိမ်ထဲမှာတော်တော်လေးပူနေလို့နေမှာပါလေဆိုပြီးတွေးခဲ့ပေးမယ်။ဒီမှာသူတို့ဖြော်ပြနေတဲ့သူ့တငယ်ချင်းကလည်းနော်ရာခံစားနေရတယ်လို့မျိုးသူ့လည်းခံစားနေရတယ်ဆိုတဲ့အကြောင်းကိုမျက်လုံးချင်းစုံပြီးတော့ပြောပြခဲ့တယ်။နော်ရာကတော့ဒါတွေကိုအာရုံမစိုက်ပဲနဲ့ ဆက်ပြီးခေါ်ပြီးဘူးပြောလိုက်တယ်ဒီလိုနဲ့တကောင်ရန်ချင်းရောက်တော့အဲ့နယ်လေးတဲကမိန်းကလေးတယောက်ကကအနေနဲ့သူ့ကောင်ကိုမလိုက်တဲ့အချိန်သူ့ရဲ့ခြေထောက်တည်းဟာစိတ်ခြေထောက်ပြီးဖြစ်နေတယ်အမွေရီခွာရီနဲ့အဲ့ဒါကိုမြင်ပြီးတော့သူတို့ရောက်နေတဲ့နေရာကလူသားတွေရဲ့မင်္ဂလာဆောင်မဟုတ်ဘူးဆိုတာကိုအိုပြီးတေချာသွားသေးတယ်အချင်းဆုံနေတဲ့နော်ရာရဲ့အတန်တွေကလည်းတုံနေပြီသူ့တငယ်ချင်းတွေကိုကြည့်လိုက်တော့အကုန်လုံးကမျက်စိပြက်မျက်နှာပြက်နေကြတယ်ဒါပေမဲ့နော်ရာကသူတို့ကိုစိတ်ထိတ်မှု နေရနေထွက်မသွားဘူးပုံမှန်တိုင်းဆက်ပြီးဖြောပြဖို့ပြောခဲ့တကယ်လို့သူတို့ကအဆက်မဆိုဘဲနဲ့ပွဲလယ်မှာထွက်ပြီးသွားခဲ့လို့ရှိရင်ဒီလူတွေအများကြီးကသူတို့တို့ခုခုလှုပ်လိုက်မအောင်နော်ရာဆိုရင်လေသူတို့ကဒီလူတွေကိုဖြောပြနေနဲ့မလို့ထွက်ပြေးရမလဲဆိုရင်နီလန်ကိုပဲစဉ်းစားနေခဲ့ပြီးတော့မနက်၃ថ្ងៃရောက်တော့သူတို့သားနဲ့သူတို့သမီးကသူတို့အတွက်စီစဉ်ပေးရတဲ့ထိုင်ကုန်မှာနေရာယူလိုက်ကြတယ်။အဲ့ဒီနောက်မီးတွေအကုန်လုံးကပိတ်သွားပြီးစိန်ကြီးတစ်ခုလုံးကအမောင်းကျသွားခဲ့တယ်။အပူချိန်ကလည်းတော်တော်လေးပူနေရတယ်၊ရုတ်တရက်ကြီးအေးဆက်သွားတယ် ဒါအခွင့်အရေးပဲဆိုပြီးတော့ Nora တို့တစ်ဖွဲ့လုံးသူတို့ရဲ့ပစ္စည်းတွေကိုတော့ပြန်မသေးပဲနဲ့အသက်လူပြီးတော့အိမ်ထဲကနေထွက်ပြေးလာကြတယ်။ဒီလိုနဲ့သူတို့တွေကမကောင်းဆိုးဝါးတွေရဲ့မင်္ဂလာဆောင်ကနေထွက်ပြေးလာခဲ့ပြီးတော့နောက်တနေ့ Nora နဲ့သူ့ရဲ့တငယ်ချင်းတွေကကျန်ငယ်တဲ့ပစ္စည်းတွေကိုသွားယူခဲ့ကြတယ်။အဲဒီမှာသူတို့တွေ့လိုက်ရတာက အိုးဟောင်းနေတဲ့အင်းကြီးတလုံးနဲ့ကျိုးပဲ့ပြက်စီးနေတဲ့သူတို့ရဲ့တူရီယာပစ္စည်းအဲ့ဒါကြောင့်နော်ရာတို့လည်းဇဝေဇဝါဖြစ်သွားပြီးတော့အနားမှာဖြတ်သွားတဲ့လူတယောက်ကိုမေးကြည့်လိုက်တယ်အင်းကြီးရဲ့အကြောင်းကိုမေးလိုက်တာနဲ့အဲ့ဒီလူကတော်တော်လေးကြောက်သွားပြီးတော့မင်းတို့အိမ်ထဲကိုဘာသွားလုပ်ကြရလဲအဲ့ဒီအိမ်မှာဘယ်သူမှမနေတော့တာဆယ်စုံနှစ်တခုနေပါရှိနေပြီဒီအိမ်မှာတရေ၆တာလူတိုင်းတိကြရတယ်တဲ့မနေ့ကသူတို့လာတော့ကအမီးရောင်တွေကာရီအလားတူပစ္စည်းတွေနဲ့ခန်းနာထဲဝါမဲတဲ့ဆိုင်ကြီးကရုတ်တရက်ဖုံတွေညံ့ရိုင်းနေနဲ့ နှစ်ပေါင်းများစွာဆုံးပြစ်ထားတဲ့ AOG ဖြစ်ပြောင်းလဲသွားတာကိုသူတို့အကုန်လုံးမယုံနိုင်ခဲ့ကြဘူး။နောက်တော့မှသူတို့တွေကဂျေဆိုတဲ့မကောင်းဆိုးရဲ့လှည့်စားတာကိုခံခဲ့ရတယ်ဆိုတာကိုသဘောပေါက်သွားကြတယ်။မနေ့ကတွေ့ခဲ့တဲ့ဧည့်သည်တွေကလည်း RD ဒေတာမှာလူတွေပြောကြတဲ့မီးတောက်ကဖန်ဆင်းထားတဲ့ဂျေနေဆိုတာကိုတည်သွားခဲ့တယ်။လူတို့ချို့ကတော့အဆိုတော်နော်ရာနဲ့သူမရဲ့တငယ်ချင်းတွေကနာမည်ကြီးချင်းတို့ဒီဇယ်လန်းကိုလုံးကြံပြောဆိုခဲ့ရဆိုပြီးပြောကြတယ်။ဒါပေမဲ့ဒီကိစ္စတွေဖြစ်ပြီးရဲ့နောက် ။နော်ရာကအစရောဘွားကနေအနားယူလိုက်ပြီးတော့ဘဲမင်္ဂလာပွဲကိုမှမဖျော်ဖြေပြီးတော့ပါဘူး။ဒီဇလန်းကတော့ဂျင်းဆိုတဲ့မကောင်းဆိုးဝါးတွေကလူရဲ့တော်ဝင်ကျင်မှာတကယ်ရှိနေနိုင်နေဆိုတဲ့အချက်ကိုတသက်ပြနေခဲ့ပါတယ်။